လိုင်းသားရာ Adidas ဖနက်ဆက်ရုံမှာအလုတ်သမား6000ကျော်သူတို့ရဲ့နေစားခတိုးမြင့်ပေးဖို့တောင်းဆိုနေကြပါဗျ။ယောသမမွေပြိတ်သက်ကြီးမင်္ဂလာပါရှင်ယောသမမွေ channel ကနေကြိုဆိုလိုက်ပါတယ် ိုင်တရာ Adidas ဖနက်ဆက်ယုံမှာအလုံသမား6000ကျော်ဟာသူတို့ရဲ့နေစားကားကိုတိုးမြှင့်ပေးဖို့အတွက်တောင်းဆိုနေကြပါဗါဒ်။အဓိကကတော့တက်လာတဲ့ကုန်စည်နှုန်းနဲ့ရတဲ့လောအားကားကမသိယုံတမဲစားဖို့တော့အနိုင်နိုင်ဖြစ်လာလို့ပါပဲ။ဒါနဲ့အလုံသမားတွေကဘလောက်များတိုးပြီးတောင်းနေလဲဆိုတော့တရက်လောအားက1000နဲ့ မြန်မာငွေ1000ဟာထိုင်းငွေဘတ်90ပဲရှိပါတယ်။ထိုင်းရဲ့တရက်လောက်အားကကဘတ်350 400ရှိပါတယ်။မြန်မာငွေဆို9000ကျပ်ပေါ့။ ိမ်နီးချင်းနိုင်ငံထက်6ဇနီးပါးกว่าသွားတယ်။ပင်မဆင်းရဲစွာလှုပ်လဲအိမ်ပြန်ရောက်တော့မီးမလာအပန်းဖြေအနာဥစရာမရှိမနက်မိုးလင်းမနက်စောစောဆက်ယုံစင်းကြပျော့စရာနတ်ထီဒီလိုနိုင်ငံမှာအဆအဆအရာရာဇယိတ်တတလုံးလို့သာဒီဆက်ယုံကြီးတွေဟာလာရောက်လဲပတ်နေကြတာပေါ့။ကျွန်တော်တို့နိုင်ငံမှာ branded product တွေအများကြီးထုတ်တယ်နော်။ MK Adidas Nike ဒါရီထုတ်တယ်ဒါပေမဲ့တာမန်လူတို့ဟာဒီပစ္စည်းတွေကိုဂျန်ရှင်စင်တာလို့ဂျန်ရှင်မောလို့ကုန်တိုက်ကြီးတွေမှာ ဈေးသက်သက်တသာနဲ့ဝယ်ခြင်းလို့တောင်းဝယ်မရပါဘူးပစ္စည်းတွေထုတ်ပေမဲ့လက်လီရောင်းတဲ့စနစ်ကိုဒီနိုင်ငံရဲ့စံနှုန်းတွေနဲ့မကန့်ညီလို့မရောင်းပါဘူးအဲ့တော့ဘန်ကောက်ကိုသွားပြီးတကူးတကတွေဝယ်နေကြရတာပါပဲ raw material တွေသုံးပြီးလူဆွမ်းအားရင်းမြစ်ဖြစ်တဲ့ကာယလုပ်သားတွေဟာစိတ်ယုံလုပ်သားတွေဟာမြမပြီမှာဈေးပေါ်တယ်ကမ္ဘာပေါ်မှာတော့ဈေးပေါ်ဆုံးလုပ်သားတွေဖြစ်နေပါပြီ product တစ်ခုရဲ့ production ပိုင်းမှာအင်မတန်ပိုးချောင်ကောင်းတဲ့ခိုင်းလို့ရနေပေမဲ့သူတို့ထုတ်လိုက်တဲ့ဖက်နက်တရင်ဟာအ ਨੇ ဆုံးမြမ ငွေ3သိန်းကနေစပါတယ်။တခုခုဆိုသူများနိုင်ငံနဲ့မရှင်နဲ့တို့တိုးတက်တဲ့နိုင်ငံမှာပတ်စံပို့ရတာဗာဆန်းလဲတို့ကိုမမမဲဆိုလာမမနဲ့လို့ကြိုပြောထားကြပါတယ်။အခုနဟာပြန်ဆက်ရရင်တောင်းနှထောင်ရဲ့ OTJ ရဲ့လုတ်တက်ခွင့်တွေရဲ့အစိုးရထောက်ပံ့ကြီးတွေတောင်းဆိုနေပေမဲ့လည်းစက်ရုံက8500အပီအစီ no OT no ထောက်ပံ့ကြီးဆိုပြီးညှိလိုက်ပါတယ်တဲ့ ဒါရောအမှတ်ချက်ထဲမှာအစိုးရရဲ့တရားဝင်အနိုင်ဆုံးလို့အားကတတ်မှတ်ချက်သာကြေညာလိုက်မယ်ဆိုရင်အဲ့ဒါနဲ့ပဲပြန်ညှိမယ်လို့ဆိုကြပါတယ်။အခု8500ပေးထားတာကအတော့ကို သူတို့အတွက်နင့်နာတယ်လို့များတွေးနေသလားမသိပါဘူး။အိုးမြမပြီးအလုံသမားတွေအတွက်ဘသူတွေကများအနိုင်ဆုံးလာစားကိုဘလို့တတ်မှတ်လိုက်ကြတာလဲ။တယောက်ယောက်ကရှင်းပြပေးစေချင်တယ်။ နက်နာလေးထိုင်ကြည့်ပြီးနားထောင်ခြင်းလို့လေကိုမိသားစုဆွေမျိုးတွေမှာလည်းစိတ်အောင်လုပ်သားရဲ့လို့တော့မရှိပါဘူးဒါပေမဲ့ဒါဟာအလုံးနဲ့ဆိုင်နေအနည်းချက်ဆုံး engineer တယောက်လာစားကိုထောက်ဝေဖန်ကြည့်ရအောင်2020ကာလကအင်အားတယောက်ဟာလုံသက်3နှစ်လောက်ရှိရင်လာစား4သိန်း5သိန်းလောက်ရတယ်အဲတော့က1 USD 1300နှုန်း အခုထိလဲအင်အားလုံးသက်သုံးနှစ်သမားကိုလစာ9သိန်းပေးနေဆဲပဲဒါပေမဲ့ဒေါ်လာဈေးကအရင်လို1300မဟုတ်ပဲ4500အထိဖြစ်လာပြီလေဒီထက်တောင်များနေသေးသလားမသိမာကတ်ရိတ်ကသုံးဆမကတက်လာတဲ့အထွေထွေစရိတ်ကိုရှီရင်းစွဲလစာတွေနဲ့ဘလို့များတောက်ခံကြလဲဒါတောင်အင်ဂျင်နီယာဆိုတော့ white collar class နော်ကျွန်တော်တို့ဟာမကြခင်ပောက်ကွဲထွက်တော့မဲ့လေဘူးပေါင်းကြီးတဲမှာစုပြောင်းထည့်ခန့်ထားရတယ်လို့ပါပဲလူတိုင်းလူတိုင်းဟာအပူရုပ်ကိုအဟန့်လုံးနေကြရပါတယ် ချမ်းသာခြင်းရင်စုဆောင်းရတာမဟုတ်ဘူးပိုရှာရတာဆိုတော့ motivator ဆရာကြီးတွေဟာတကယ်တော့တိုင်းပြည်လူ dance တစ်ခုလုံးကို message ပေးနေတာမဟုတ်ပါဘူးသူတို့ပြောနေတာဒီလူတချို့လူ dance တချို့အချိန်နှစ်တစ်ခုပေါ်ကလူတွေအတက်တာအမှန်နဲ့ကျွန်တော်မြင်မှာတော့ society တစ်ခုလုံးဟာမိကုန်းနေနဲ့ပေးထားချက်တွေမမျှတတဲ့နေရာတစ်ခုမှာဘဝတစ်ခုလုံးရုန်းကန်ရှင်သန်ကြရင်မျိုးကြုံမြန်တဲ့ရှင်တွေကလိုပဲလူဖြစ်ရတဲ့ဒုက္ခကိုခဏခဏယွတ်မိတယ်ခမရတို့လူနေတာ motivation နေမှာမဟုတ်တာဗျာ